မင်္ဂလာပါခင်ဗျာဒီဒီနေ့အလောင်း950ကျတ်တော့ဤကကနိဗ္ဗာန်ထဲကနံပါတ်134နေဗီဝါဇက်တော်အကြောင်းဖတ်ပြပေးမှာပဲဖြစ်ပါတယ်ခင်ဗျာဒီဇက်တော်ကတော့ဘလူးများတဲ့ခရီးရကြအတွင်းအမျိုးမျိုးဆဲ့စားရင်အိနေမြာမဖောက်ပြတာဖြစ်မေအဖြစ်ရောက်တော့တက္ကသိုလ်မင်းအကြောင်းအပိုင်တိုင်းဖော်ပြတဲ့ပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာနရုတော်ရေးဆရာဖြစ်တော်မူသောမြတ်စွာဘုရားဒီ ဝိတုဝံကြောင့်၌တည်တုံတော်မူစဉ်ယဟန်တို့သည်တရားတပင်ဝဲဟိုင်းငါဖြစ်ငါရှင်တို့မြတ်စွာဘုရားသည်အစပါလညောင်ပဲရင်း၌အမန္တမေဤတမီတုံရာတို့နတ်၌ဖြစ်သောအစဉ်တို့ကိုဖန်ဆင်းကဖြောင်းရောင်းရန်ချင့်ကဲ့လာသည်ကိုမြစီတော်တို့ကိုလည်းဖွင့်မြကြည့်တော်မမူ မြတ်စွာဘုရားဤအအစွမ်းတော်ဒီအဘွယ်ရှိပေစွာဟုစကားကိုအဖြစ်စေကုန်၏မြတ်စွာဘုရားကြွလာတော်မူ၍ယဟန်တို့ယခုအခါအတော်ဝကင်းလေအဟတမန်ယူအဖြစ်တို့ရောက်ပြီးတော့ငါဘုရားဒီမနဲ့မင်းအဤတမီတုံရောက်တော့ကိုမကြည့်ဒီမှာ အဖွယ်မရှိဒီတေရှေ့အခါအဲဂီလီတာအတော် အမကင်းဒီမရင်းဒီပဲတဘာညူဒါညံကိုဟာရှာစင်နိုင်ပင်ဖန်စင်ရပြတော့နတ်သမီးရဲ့တို့အစင်ကိုအင်တရယ်ဖြဲရမကြည့်ပဲတွတ်သွားတဲ့ပြင်မင်းအပြည့်တို့ရောက်ဘူးပြီဟု မိတော်မူကအောက်ပါအသိစက်ကိုဆောင်းတော်မူသည် အဲလုံးလေးပြီးတော့အခါပါရနေတိပြီဝဲပြမတတ်မင်းပြီးပြူလီခြေတော်ဖရာလောင်းဒီမတတ်မင်းဤရဲ့တာတထောင်တို့အနက်အငယ်ဆုံးတာဖြစ်လေရဲ့အလုံးစုံတော်စကားဒီပြဆိုခဲ့ဘူးတော်အတိတေလာတေလာဘဒါဇာအအတိုက်ဝတ္ထုနဲ့တူဤတနေ့တနိုင်ဝဲမင်းတိုင်းငယ်ဒီငါကအငယ်ဆုံးတာတော်ဖြစ်ဒီ ရေဘာရတဲ့ပြီဝဲမင်းအဖြစ်ကိုရရမီမရမီကို အရှင်ပြည့်စိတ်ကဗုဒ္ဓတို့အားမေရှောင်းမီဟုကြံစီကအရှင်ပြည့်စိတ်ကဗုဒ္ဓတို့နန်းတော်ကိုတို့ကြွာလာတော့အခါထူအเจ้าကို မေရှောက်လေဤရှင်ရှင်ပြည့်စိတ်ကဗုဒ္ဓတို့လဲမင်းသားငယ်ကဤဘာရတဲ့ပြီနိုင်မင်းမဖြစ်နိုင် တက်ကလူပီတို့ရဲ့တွားနိုင်လလင်ခုနှစ်ရမြောက်တော့နေဝဲနာမင်းဖြစ်လိမ့်မီတို့ရတဲ့လမ်းကြီးဝဲဘလူးမတို့ဘေးအနေရရှိတယ်၎င်းတို့ကိုအိမ်တွေဖျက်ရင်မကြည့်ပဲတွားနိုင်မှဘေးရန်လွတ်မြေဟုမိတ်တော်မူကုန်၏သောဘာခာမင်းမင်းသားအနေဘေးရန်လွတ်အောင်တွားမြေဟုရှောက်ထား၍ ရှင်ပြည့်စေကဗုဒ္ဓတို့ထံမှပြေအယံအတာပြုလောကတကတူပြည်တို့တွားလေတော့လန်ခရီးဝဲလူမတို့သည်နတမိဟံဖန်စင်ကအမျိုးမျိုးဖာရောင်တော်လဲဂယုမဆိုင်ပဲတွားတဲ့ပြည်တကတူပြည်တို့ရောက်ရဲ့မြို့တကအနီးဇရဝဲတဲခိုလိဘလူမတရလဲနတမိအဟံဖန်စင်ကထက်ချက်မကွာနောက်မှလာရွေး ဆရတကားတွင်နေလေတက္ကတောပြီးမင်းကြီးလည်းဥယျာဉ်ကစားသွားရာဘလုံးမကိုမြင်လျင်အလိုတဆွေတော်စိတ်ရှိသည်ဖြစ်၍မင်းသားငယ်ကဘလုံးမဖြစ်ချောင်းပြောစေတော်လဲမနာယူပဲ ခေါ်ဆောင်ကမိဖုရားမြတ်ဝလေးဘလုံးမလဲကြီးကိုဖျားယောင်းကနန်းတွဲသူနန်းတွင်တာတို့ကိုစိုးပိုင်နိုင်ရန်အာနာကိုတောင်း၍ညအခါဘလူတို့ကိုခေါ်ကခွေဝတ်ကြံမကြံတနန်းတော်လုံးစားကအယုတို့ကိုတာထား၍ဘလူမသည်ဘလူတို့နဲ့အတူဘလူမျိုးတို့ပြန်သွားလေနက်နက်လင်တော့ကနန်းတော်လုံး ရဲ့ဘလူးစခိုင်ရဒီကိုတည်ရအငယ်ကျေတော့ကိုတုတ်တင်ရှင်းလင်းပြီးလင်အတန်းတော်တစ်ခုလုံးကိုအဲ့ဒီအတန်းစာဆင်လျက်ဇရက်တွင်တဲခေါ်နေတော့မင်းသားငယ်ကိုပင်ဆောင်ကအပိတ်တိတ်တုံး၍မြင်မြောက်ကြကုန်၏အမတ်ပုံနာတကြွယ်ရရှိတော်သူတို့လည်းတန်ဆာစင်ကမင်းကြီးထ၌ခါစားကြကုန်၏တရာ၆ထံတော်ကချိတ်တဲ့မာတို့လည်း အကချင်းတင်းချင်းတိမုတ်ချင်းတို့ဖြင့်အတုံးတုံးခံကဖွဲ့ပြေကြကုန်ဤတောကဟာတနန်းတော်လုံးရတပြိုင်နဲ့အုံးကြကြဖြစ်လေဤမြင်းကျဲတင်မိမိရဲ့တင့်တဲ့ချင်းတင်ရီကိုကြည်လျာငါးနေလမ်းကြီးဝဲဘလူးမာတော်ဖန်ဆင်းပြတော်အနတမီအစင်ကို အကယ်၍ကြည်ညာအတတ်တည်ခြင်းတို့ရောက်ရဤ ဤကဲ့သို့မင်းကြီးရဲ့တင့်တဲ့ချင်းအတင်ရေကိုမြင်ရမည်မဟုတ်ဟုကျန်စီနှလုံးအတွင်းကချင်းတို့ငါကလိမ္မာတော်မူသောအရှင်ပြစ္ဆကဗုဒ္ဓတို့ဆုံးမ၌တည်ရန်အမြဲလုံလောက်ပြုခြင်းကြောင့်၎င်းထိုင်းလက်တော်လုံးတို့တပြည့်ဆုံးမနှင့်ချင်းကြောင့်၎င်းဘလူးမတို့အလိုတို့မလိုက်မိပဲကြီးစွာတော်တည်ပေးမှလုကင်ချမ်းသာရ၏ ူတန်ကျူကတရားဟောလေဤအတတ်သက်ဆုံးတရားတပြင်းမင်းပြုလျဲကုတုကာမှုတို့ကိုပြုစုအားထုတ်လေဤတွန်လင်မြတ်စွာဘုရားတရားအတိတ်ပြေစောဝန္တန်သောဝတ္ထုတို့ကို အနုတန်တိဆက်ဆက်တော်မူလျက်ယဟန်တို့သူဝကဤတက္ကတုပြီတွင်မင်းဖြစ်တော်မင်းသားသည်ယခုအခါငါဖျားဖြစ်လာပြီဟုဇက်ကိုပေါင်းတော်မူသည် ဖေဦးကဇတ်တော်ဤတွင်ပြီးအခုလိုဖတ်ပြခွင့်ရာကျေးဇူးပြုပေးခဲ့ကြသူများအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်ဝေကြသူများအားလုံးနှလုံးစိမ်ပိုင်းငြိမ်းချမ်းကြပါစေ